ဟယ်လိုအားလုံးပဲမင်္ဂလာပါချစ်တို့ရေအမလေးကန်ညောင်းကန်ကောင်းလို့မသေးတန်ညောင်းလို့အမေတွေးတိုးတာတိုးတာချစ်တို့ရေမပြောပါနဲ့တော့အဖွဲဝင်နေတော့မနက်ကကနန်းထွက်ပြီးတော့လည်းဖြုတ်လိုက်ရလုံးဝဖုံးတော့မကြည့်နိုင်ဘူးတိုးတာပိုဆိုးရတာအောက်သွေးအောက်သွေးတရအပေါ်သွေး350အောက်သွေးပလာလို့ခေါင်းမထူနိုင်ညဆိုမူးလို့မအိပ်နိုင်တညာလုံးမအိပ်ရမနက်ကျတော့စေကန်းသွားမဆိုအိပ်ပြော်ပါအိပ်ပြော်ပြီးတော့စကားအများရအောင်မနော်အိပ်ပြော်ပြီးတော့တခါနိုးလဲနိုးရကနန်း7နိုင်ထုံးမှနိုးတော့ အဖုံးကမင်္ဂနာကြည့်မြ мян ဖြေပြီးတော့လိုင်းပြန်စင်းလိုက်။ခဏလေးထွက်ပြီးတော့စိတ်ကိုတုံးနဲ့ချလိုက်။ချလို့လည်းပြီးသွား။တခါအခွဲလေးပတ်ပြေတော့ဘတ်ဆုပ်ပေါ့။အဲ့တော့မခင်ပြောချင်တာပြီးခဲ့တဲ့တပတ်ကလည်းရှင်းပြပွားကြီးရှုံးတဲ့လူတွေကိုပတ်တီးတလုံးကိုးတလုံးထုတ်ပေးလိုက်တယ်ဖရီသမားတွေကို။အဲ့တော့ကောက်ဝဲသမားတွေကတော့ကိုပတ်တီအောင်မြင်တဲ့အတွက်ဒုတိယပတ်တီအနေနဲ့လေးပတ်တီထုတ်ပြီးတော့အဲ့တော့ပတ်တီနှလုံးလည်းအောင်မြင်သွားပြီဖြစ်တော့မာကင်အနေနဲ့ ဟိုပေါ့နော်သူတို့ကလည်းပြီးခဲ့တဲ့တစ်ပတ်ရှုံးနေရှုံးရသားနဲ့ပတ်စံဘေဘီဝင်လာတော့ပတ်တိနှလုံးအောင်မြင်တဲ့အတွက်ဒါအဆင်ပြေသွားမယ်လို့တော့မျှော်လင့်တာပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်ရှုံးကျူလေးပြန်ရမယ်ထင်ထင်တာပေါ့နော်အဲ့ဒါသူစေနာကိုစေနာအကျိုးပေးတာပေါ့ဗျာအဲ့တော့မခင်လည်းဒီတစ်ပတ်စနေမဖြစ်ဘူးတနင်္ဂနွေလောက်ဖြစ်မှာပြီးလက်ခတ်ဖရားကြောင့်မှခမင်းတွတ်ကျွေးမှာဒီတစ်ပတ်စပြီးလက်ခတ်ဖရားကြောင့်မှခမင်းကျွေးမှာပေါ့နော်ဟိုတွန်သေးပေါင်းတော့ကျော်လဲထက်လူအောင်မှာပလင်ပေါ့နော်အဲ့လိုမျိုး ပေးတော့တာလဲချစ်လို့ရမျောကျင်မျိုးရိုးကလည်းကိုယ့်လှည့်ဖြစ်နေတာမျိုးမခင်ရဲ့အဖေဘက်ကအဖေရလေအဖိုးပေါ့နော်မခင်အဖိုးကအပြင်အပြန်လာပြီးတော့ဒုံးကနေလဲပြီးတာနဲ့သွေးကြောတစ်ခါတည်းပြောက်သွားတာမခင်တို့အဖေဆိုဒီညနေပြတ်တယ်မနေ့ဖြင့်ဆုံးသွားတယ်တခါမခင်တို့မှာမခင်တို့ညီမနှစ်ယောက်တယ်မဟုတ်အကိုတယောက်ရှိအကိုကလည်း39နှစ်မှာကြာပါပြီ10နှစ်လောက်ရှိ30အသက်39နှစ်နဲ့ဒီညနေပြတ်မနေ့ဖြင့်သေးတယ်အဖိုးဆုံးနဲ့အဖေဆုံးနဲ့အကိုဆုံးနဲ့၃ယောက်လုံးကသွေးကြောပြတ်ပြီးဆုံးတာ အဖေဘက်ကကြည်လို့ရှိရင်အဖေမှာအမနှစ်ယောက်ရှိတယ်အမငယ်ကတော့မာခင်တို့မော်လမြိုင်ကလေဟို channel ရကဝေကုန်း channel ရအမမာခင်တို့တချံတော့သွားလဲတယ်အမအဲ့ဒါအမအမငယ်ရဲ့ဟိုလေအဖေတို့အမငယ်ရဲ့တမီးဆိုတူမပေါ့နော်အဲ့မာခင်ကမမလို့ပဲခေါ်တာအမအရင်လို့ပဲပေါ့နော်သုံးဝမ်းမဲ့ခွဲတာအဲ့ဒီခွာလေးကြီးကြီးငယ်ပဲကျမကြီးနဲ့80ကျော်မှဆုံးတာတကယ်အဖေရဲ့အမအကြီးဆုံးဆိုရင်အခုအခုလဲအခုပြတ်တွေးကြောပြတ်မျိုးရိုးကြောက်ဖို့ကောင်းအဖိုးလဲတွေးကြောပြတ်အဖေတွေးကြောပြတ်အကြီးတွေးကြောပြတ် အကိုသွေးကြောပြကိုလက်ကြတော့ကိုကနည်းနည်းထိမ်းပြီးတော့လန့်နေရအခုကဆရာကအများနဲ့သတိခါသတိပေးခိုင်းအားကြောင့်မခင် YouTube တုံးတော့ daily မမတင်တော့တာအဲ့ဒါကြောင့်စိတ်မဆိုးနဲ့ရတဲ့အခိုက်အတန့်လေးတင်ပေးတဲ့ဆိုတာစကားများတော့ရှင်းပြတာမခင်ကျမကြီးတော်တော်မကောင်းတာဒေါရထွက်လို့မရအောင်စိတ်တူလို့မရအောင်စိတ်မကြည်လို့မရအောင်ခေါင်းအာယုံနောက်လို့မရအဲ့မှာကိုမန့်နေမှာတခုတွေ့အောင်ကိုကဒေါရကြီးထွက်တွေးနေစုမှိုင်းကိစ္စမိမှိုင်းကိုဝိုင်းတုံးကြဝိုင်းပြောကြ အဲ့ဒီတန်ဒီမခင်ဘလို့မှမခံတာသူဆရာကလုံးဝအထူးကိုသတိထားခိုင်းတာဘာလို့လဲဆိုအရင်တော့ဆိုမခင်အပေါ်သွေး140 150တက်ပြဿနာမရှိအောက်သွေးကလိုက်လာတာ100ဟုတ်တယ်လို့ဆို130ခေါင်းမထူနိုင်တော့မျက်လုံးဘာလို့လဲနော်ကဲစမယ်ချစ်လို့အဲ့တော့မခင်အဖွားဝင်ကျင်တဲ့လူတွေတခါတည်းပြောမှတောက်ကြနေညနေပြီးတော့စနေတနင်္ဂနွေတွေဒီပဲလက်ခံတယ်ဘာလို့ဆိုတနင်္ဂနွေလာနေမခင်အခုနောက်ပိုင်းညမအိမ်မနေ့ကျရင်7နိုင်ခွဲတော့မှအခုဆိုဒီအင်္ဂါနေ့ရဆိုလို့ရှိရင်အင်္ဂါနေ့ရဆိုတချို့တော့ဘယ်အချိန်မှလုံဝင် သူတို့ငွေလွှဲပို့တာ10နိုင်ခွဲကနေမကင်ကမနိုး7နိုင်ခွဲကျော်မှနိုးတော့ကမန်းကနန်းကနန်းပို့တော့သူတို့ကမမီလိုက်ဘူးမမီလာသူတို့တချောင်းတက်တာပါလေကိုပတ်တီပို့တဲ့အချိန်မှာမကင်ပို့တဲ့အချိန်မှာလေ7953ရှိနေပြီ။ဘာလို့ဆိုမကင်အဲ့ရထားတဲ့အချိန်မျက်နှာတက်သွားတိုက်ဘာညာလုတ်ပြီးမှကြည့်တော့အဲ့လိုမျိုးဖြစ်မှာဆိုအကဲရွတာမနက်ပိုင်းကိုပတ်တီထုတ်ရရင်သူတို့လည်းမကောင်းမကင်လည်းမကောင်းအဲ့တော့တောက်ကြစနေတနင်္ဂနွေညအပြီးဝင်ကြပါလို့အချစ်တို့ပြောတာ တခြားမို့မခင်အိပ်ပျော်နေလို့ပတ်စံတွေကလွဲထားတယ်သူတို့ကရောက်ရခန့်တယ်လွဲတဲ့အချိန်လက်ကြည့်လေကနန်းထွက်ကန်းဒီဟိုလိုတင်းလာနေမှအသေးအံလွှဲတယ်ဆိုမခင်အနေနဲ့ဖုံးမကြည့်အောင်အဲ့ဒါအစင်မပြေဘူးနော်အဲ့တော့မခင်ကတနင်္ဂနွေညနောက်ဆုံးလို့ပြောတာစိတ်မဆိုးနဲ့အဲ့တော့ဒီတစ်ပတ်မှာဖတ်ဒီကိုဘက်ဒီအောင်မြင်တယ်လေးဘက်ဒီအောင်မြင်တယ်စိတ်မကောင်းစရာတင်ွက်လုံးဝမပါဘူးဒါပေမဲ့ပတ်တီထွက်ဖို့အတွက်ကိုမခင်ကလည်းစူးစမ်းတာလည်းမေတော်ကြီးမှလည်းဆုတောင်းတာအတွက်မခင်ခမင်းတို့ကြွေးမယ်တုံးလေးပေါင်းတော့ကြုံလဲလွှဲလှူမယ်နောက်နှစ်ခုလှူမယ်ဒီတစ်ပတ်တော့ ကဲကြည့်မယ်ချစ်တို့ပြီးခဲ့တဲ့တစ်ပတ်နောင်လာရတဲ့အကွက်ကိုပြောပြမယ်အဲ့တော့တစ်နှစ်သုံးပြောက်တယ်အဲ့ဒီနီးပဲလိုက်ပြီးမယ် sorry ကရောကရောအချောတရအချောတရတစ်နှစ်သုံးမှ तू ကဘလို့ယူရလဲဆိုမခင်ကယူပြီးသွားရင်မထုတ်ပေးလိုက်တာမခင်ကသုံးအောင်မဲနေလို့တစ်တစ်လည်းဖြစ်ရမယ်ဒီ break လည်းညရမယ်ဆိုရင်အဲ့လိုမျိုး30အဲနှစ် break ဆိုတစ်တစ်သုံး break ဆိုတစ်နှစ်ဒါတပင်းနှစ်နဲ့ပတ်တိုင်တစ် break ဖြစ်အောင်နှစ်ကို နှစ်နှစ်ပြိပြောင်း20တုံးပြိပြောင်းနှစ်တက်အဲတုံးနဲ့ဆိုလို့ရှိရင်3ရှင့်တခါဆနစ်ပြိပြောင်း39အဲတုံးပြိပြောင်း30အဲ့ဒါထုတ်ပြီးသားအကူကတုံးအောင်မင်းနော်38 39ပြင်ခိုင်းတယ်စီနီယာကြဆို36ဆိုချင်တကယ်ပဲနှစ်တက်ထွက်သွားတာခွေးကနေအဲ့ဒီအတိုင်းပဲ market လိုက်ပြီးတော့ချစ်လို့ကန်သမ်းမဲ့ပေးဖောက်မှာ10ခွက်ရှိတယ်အပြန်အလှန်10ခွက်ပါဟုတ်ဒီချိန်ကြမှာ

နှစ်ပရိတ်ဆိုရှင်းရှင်းလေးချစ်တို့20 9ငါးပရိတ်ဆိုရင်90ခုနှစ်ပရိတ်ဆိုရင်90တခါနှစ်ကိုကိုင်းမယ်နှစ်နှစ်ကိုကိုင်းပြီး10ပရိတ်ဆိုရင်20နှစ်ပရိတ်ဆိုရင်20ပါပြီဒါ9ပရိတ်ဆိုရင်23ခုနှစ်ပရိတ်ဆိုရင်2ငါဒါနှစ်နဲ့ပတ်သက်တဲ့၄ပေါ့ရပြီငါးနဲ့ပတ်သက်လို့10ပရိတ်ဆိုရင် ငါငါနှစ်ပရိတ်ဆိုရင်ငါကွန်ညှော်လိုက်တော့ကွန်ငါပရိတ်ဆို90ပါပြီးွားပြီခွန်ပရိတ်ဆိုငါနှစ်ပါပြီးွားပြီနှစ်ငါအားမှာလေခွန်နှစ်နဲ့ပတ်သက်လို့10ပရိတ်ဆိုရင်ခွန်သုံးနှစ်ပရိတ်ဆိုခွန်5ပါပြီးွားပြီငါးပရိတ်ဆိုရင်ခွန်8ခုနှစ်ပရိတ်ဆိုရင်80ဒါပဲအဲ့တော့ဒါဘယ်နေ့ရအတွက်ဆို16ရက် ဒါလ2025မနက်ပိုင်းပေါ့နော်အဲ့တော့မှန်းတင်တဲ့လောက်မှန်းဘူးပဲအမှားမှန်တော့ချို့လို့လက်ခံအားလုံးအားမယ်ဆိုရင်တီနှစ်3 6 8 9ွက်အပြန်လန်9ွက်ရအပူး2ခွက်ဆိုအားလုံးအခွက်20ရှိတယ်။ဩအားအားပေးပါချစ်လို့ရင်။အဲ့တော့နှစ်နောက်ပေးရလဲမနေ့ပြင်ဆို၄ရက်မြောက်တော့ပန်းဝင်ပြီ။နော်။ ပန်းဝင်ပြီးဖြစ်တဲ့အတွက် तू ကခုနှစ်ကြိမ်ဖြစ်တဲ့အတွက်နောက်တစ်ပတ်ဒီခေါ်မင်းလဲခေါ်သွားနိုင်တယ်အဲ့တော့အကောင်းဆုံးကတော့ဒီဆယ်ကွက်လေးကမဆိုးဘူးအဲ့ဒီပုံစံအတိုင်းပေးမယ်ဆိုအဲ့ဒီအတိုင်းပဲဘာလို့ဆိုတော့တုံညာနှင်ငါခွန်ဘရိတ်လည်းဖြစ်ရမယ်တူတရားပတ်တီးတစ်လုံးလည်းသူထုတ်မယ်ဆိုရင်ဖြစ်တယ်အခွေထဲမှာပါတယ်နော်နှင်ငါပါတယ်ငါခွန်ပါတယ်20 50 80အဲ့ဒါအခွေထဲမှာဆိုလို့ရှိရင်လည်း3 5 6ကွက်ပါတယ်အခွေထဲမှာ6ကွက်ပါအခွေလည်းပါတယ်ကွာဟိုအကစရာလည်းပါတယ်ကွာအဲ့ဒါဆယ်ကွက်ထိုးပြောတယ် တော့ပြောနေကြတဲ့အတိုင်းတချို့ကသုံးလုံးရတဲ့ဆက်ထိုးရမလားအော်ချစ်လို့ရမွေးထိုးမှရမှာလေ6 9 3ကလည်းမွေးနိုင်တဲ့လူရတယ်လေအဲ့တော့ခွန်6ခွန်အာမယ်နော်တချို့ကဒဲ့ပဲထိုးတယ်ဒါအဲ့ဒါတော့ဆန်နာပဲလေသုံးခွက်တောင်မအာနိုင်နဲ့မတက်နိုင်တော့အဲ့ဒီတော့တခါတည်းထည့်ပြောမယ်မွေးထိုးကြပါဗျို့မွေးထိုးကြပါဗျို့နော်အခုတော့နည်းနည်းတော့တက်တာ အဲ့တော့အဖွဲဝင်မဲ့လူကတောက်ချစနေသူ့အပီးပဲဝင်ပေးပါတင်းနှင်းလာနေကြမှာမခင်ကလည်းအေးရမနိုးသူတို့ကလည်း9နိုင်10နိုင်လွှဲပြီးရောက်ရတဲ့ခက်မခင်တို့အမောက်ဖုံးနေလှမ်းဆက်အမှန်တမ်းပြောအိမ်မလေးမခင်အိပ်ပြောမနိုးကြဘာလို့မနိုးဆိုမခင်အိတ်ချိန်မမှန်နဲ့သူကမခင်တို့အမဘတော်မှမနိုးမခင်ကလေးလေးတွေကြောင်းကလေးကြောင်းတွားမှာလို့တင်းနှင်းတွားမှာလို့ဆိုမခင်အမကိုဘနာကိုစီစဉ်ပြီးစိုက်ကားခေါ်ပေးလိုက်တွန့်လူလောက်လိုက်လို့မခင်ဘာမှမလုပ်ခိုင်းအဲ့ဆိုမခင်အိပ်ပြောနဲ့ဒါတွေစီစဉ်ဖို့အတွက် ဆင်မပြေဘူးအဲ့ချိန်မမှန်တဲ့အတွက်တခါကျတညလုံးပဲတနေပုံအိတ်တာလို့ရှိတယ်အဲ့ဒါလေးတော့တောင်းပန်တယ်နော်တောက်ကြစနေတွင်ဝင်းမပြောခဲ့သလိုပဲပฏิပတ်နိုင်တဲ့လူဆိုအကောင်းဆုံး main ကွက်ကြီးရဲ့ main မဲပြီးတော့လေဟိုနေမဖြစ်နဲ့မင်းကွက်လည်းကန်စမ်းမဲ့ဖောက်တယ်လို့ပဲရတဲ့ခါရတယ်မော်ရတဲ့ခါလည်းမင်းရအောင်အဲကြောင့်မင်းကွက်မဲနဲ့ပฏิပတ်နိုင်တဲ့သူလာခဲ့ဂရုတဲမှာတောင်ပြောမြောက်ပြောမိုးပြောဂျိုးပြောဆိုမလာပါနဲ့နှစ်ရက်ပဲရှိသေးတယ်တခါလည်းညီးလိုက်တာချွတ်ချို့ချူးလို့အဲ့လိုလူမျိုးဆိုနေအစင်မပြေဘူး မခင်ကခဏောင်းခေါင်းအေးနဲ့ပဲကြည့်ကျင်တယ်သွေးလည်းမစူခြင်းကိုအေးရအေးဆောင်မနေတာချိန်တဲ့အချိန်ကျခဏချင်းနဲ့ဒီတစ်ပတ်လုံးဝမချင်းတောက်လျှောက်တိုက်ခိုင်းတာကိုလည်းအဲ့လိုပဲတထောင်ရံခိုင်တော့ဖရီးဓမားတွေပြောတယ်ဒီဘက်လည်းကိုတိုက်ကိုပဲတိုက်ပြီးတော့လေးသလုံးမနစ်မနက်စထုတ်တယ်ဘော်ရူးနဲ့အရန်ကြိုက်တယ်ဒါပေမဲ့တာကြုံရင်ကြာတာပရီးနေပဲနှစ်ရက်ပဲတိုက်ရမှာလေးရလဲဒီနှစ်ရက်အတွင်းမတော်တဆများဖြစ်ဆိုးရွားဖြစ်ခဲ့လို့ဆိုမှငါကဏ္ဍဖတ်ကနေချိန်မိမှာမပူနဲ့ အသက်နှစ်သက်ရှိနှစ်သက်မှဆယ်မှာသုံးသက်ရှိသုံးသက်မှဆယ်အခုကမားကစိတ်လဲသုံးလုံးချလိုက်မားကပတ်တီလည်းထွက်သွားပြီပေါ့နော်မိန်းမဝင်လာတော့စိတ်တော့မကောင်းဘူးเนาะဒါပေမဲ့ပတ်တီကိုတော့အရာတိုက်ခိုင်းလာတယ် okay good luck ကံကောင်းပါစေချစ်လို့စကားအများဝါတဲ့သူကစိတ်မဆိုးနဲ့ချစ်လို့လည်းရှင်းပြလာလဲပါတော့ပေါ့နော်အဲ့ဒါလေးပြောချင်လို့ပါအားလုံးချစ်ပါတယ်ရှင်